အဘဘောကဖော်ပြမှုအ ਨੇ ဆုံးနိုင်ငံတွေကို list develop country ADC နိုင်ငံတွေလို့ခေါ်ပါတယ်။လက်ရှိ2025ခုနှစ်အထိကမ္ဘာပေါ်မှာဖော်ပြမှုအ ਨੇ ဆုံးနိုင်ငံပေါင်း54နိုင်ငံအထိရှိနေပြီးတော့ဒီထက်ကမှလေးနှစ်ကြာပြည်တွင်းစစ်ကြီးဖြစ်ပွားနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံအပေါ်ဝင်အာဆန်နဲ့အာဖရိကတိုက်ကနိုင်ငံတွေအများစုဖြစ်ပါတယ်။1994ခုနှစ်ကနေ2024ခုနှစ်အတွင်းမှာနိုင်ငံ7နိုင်ငံကတော့ဒီစီးထက်ကနေရုတ်တရက်သွားနိုင်ခဲ့ပါတယ်။အဲ့ဒီထက်ကနိုင်ငံတစ်နိုင်ငံကတော့ဟီမော်တာတောင်ကြားမှာတည်ရှိပြီးတော့ ျော်စင်မှုတောင်ကြားမှနှကားလို့တင်စားခေါ်ခံရတဲ့နိုင်ငံနိုင်ငံလဲပါဝင်ဖြစ်ပါတယ်။ဒီနိုင်ငံကတော့ဟီမိုတာတောင်တန်းပေါ်ကဘူတန်နိုင်ငံပဲဖြစ်ပါတယ်။ဘူတန်နိုင်ငံဟာတီဗီကိုမြင်ပူးတာနေပေါင်း20ကျော်ပဲရှိပါသေးတယ်။ဒီနိုင်ငံကလူအများစုဟာ1999ခုနှစ်ရောက်မှသာတီဗီကိုစပြီးမြင်ပူးကြတာဖြစ်ပါတယ်။ဒီလောက်ခေတ်ကြာကြာခဲ့တဲ့နိုင်ငံဟာနေပေါင်း20အတွင်းမှာပေါ်ပြမှုအနည်းဆုံးနိုင်ငံစေးကနေရုပ်ထည်သွားနိုင်ခဲ့ပါတယ်။ငြိမ်းချမ်းပေမဲ့ပြည်ညင်းနေကြတဲ့နိုင်ငံပေါ်ပြမှုနေပါတဲ့နိုင်ငံတနိုင်ငံအဖြစ်ကျွန်တော်တို့အများစုသိထားကြတဲ့ဘူတန်နိုင်ငံဟာ 2023ခုနှစ်ဒီဇင်ဘာလမှာတော့ဖော်ပြမှုအနည်းဆုံးနိုင်ငံစေကနေပဲဖြစ်ခံခဲ့ရပါတယ်။အကြောင်းကတော့ဘူတန်နိုင်ငံရဲ့ကန္တာဘောင်းစုံကတိုးတက်နေမှုစစ်တမ်းတွေအရဖော်ပြမှုအနည်းဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်မသတ်မှတ်နိုင်တော့လို့ဖြစ်ပါတယ်။ဘူတန်ဟာကျန်းမာရေးနဲ့ပညာရေးနယ်ပယ်မှာယင်းနှမြုံမှုအများပြားလုပ်ခဲ့ပြီးတော့ကိတ္တထက်ဆန်းတဲ့တိုးတက်မှုရလဒ်တွေလည်းရရှိခဲ့ပါတယ်။ဘူတန်နိုင်ငံသားတွေရဲ့တည်တံ့မြင့်မားခြင်းဟာတိတိတတတိုးတက်မြင့်မားခဲ့ပြီးတော့အခြေခံကျန်းမာရေးစားဆောင်မှုကလည်းလူဦးရေရဲ့55ရာခိုင်နှုန်းအထိလွှမ်းခြုံနိုင်ခဲ့ပါတယ်။ပြီးတော့ဘူတန်ရဲ့နိုင်ငံအလိုက်ဝင်ငွေ ဘရော့စ်နီစနယ်အင်ကမ်ဟာလည်းတမချစ်ချစ်ကျော်လွန်ခဲ့ပါတယ်။နိုင်ငံရဲ့ GDP ဟာအမေရိကန်ဒေါ်လာနေတသမခေါ်ခွန်ဘီလီယံအခန့်အထိရှိလာခဲ့ပါတယ်။တူးချေ GDP အရလည်းဘူတန်နိုင်ငံသားတွေရဲ့ပြန်မြတ် GDP ဟာအမေရိကန်ဒေါ်လာ၄000ဝန်းကျင်တိရှိလာခဲ့ပါတယ်။ခီးသွွားလုပ်ငန်းဟာဘူတန်ရဲ့စီးပွားရေးမှာအရေးပါတဲ့ကဏ္ဍကနေပါဝင်ခဲ့ပြီးတော့ High Value Road Apex မှာတက်ပြီးထိကျုပ်ထားပါတယ်။ဘူတန်ဟာရေစီတည်တက်တဲ့ဖွံ့ဖြိုးတိုးတက်မှုအလေးထားတွေကနေဆက်အဘာဝပတ်ဝန်းကျင်ထိခိုက်လွယ်မှုကိုဆွတ်ချနိုင်ခဲ့ပါတယ်။တစ်ဖက်မှာတော့နိုင်ငံကိုတိုးတက်အောင်လှုံ့ဆော်နေတဲ့တစ်ဖက်မှာလည်း စိနေပိသသဘာဝပတ်ဝန်းကျင်ကိုအကောင်းဆုံးထဲသိမ့်ဖို့ကြိုးစားနေတာပဲဖြစ်ပါလေ။ဘုဒ္ဓဟာသဘာဝအလားပါတွေထူခြားတဲ့ရည်ရည်မှုတွေနဲ့သူ့ရဲ့ပြည်သူပြည်သားတွေရဲ့ပျော်ရွှင်မှုကိုအလေးထားတဲ့ဖော်ပြတုတ်တဲ့ရည်မှုဝါတော့လည်းကြောက်ထင်စားပါလေ။ဘုဒ္ဓနိုင်ငံရဲ့အကျယ်ဝန်းကတော့3694စတူရန်ကီလိုမီတာရှိပြီးတော့ကမ္ဘာပေါ်မှာ133နိုင်ငံမြောက်အကြီးဆုံးဖြစ်ပါလေ။လူရည်အားဖြင့်ခန္ဓာ36000ခန့်သာရှိတဲ့ဗုဒ္ဓနိုင်ငံဟာလူကြီးတိတ်တဲမှုနေပါတဲ့နိုင်ငံတကာလို့လည်းပြောလို့ရပါတယ်။တိတ်ဖြူဟာဗုဒ္ဓနိုင်ငံရဲ့မြို့တော်ဖြစ်ပြီးတော့လူကြီးတိတ်တဲ2000ခန့်နေထိုင်ကြပါတယ်။ ဘူတန်နိုင်ငံရဲ့ပထဝီအနေထမ်းမှာသူ့ရဲ့ထူးခြားချက်တစ်ခုဖြစ်ပြီးတော့ကမ္ဘာအမြင့်ဆုံးတောင်တန်းထက်ကမှတစ်ခုဖြစ်တဲ့ဟီမိုတာတောင်တန်းကြီးကလည်းနိုင်ငံရဲ့မြောက်ဖက်နယ်နိမိတ်ကိုပိုင်ချထားပါတယ်ဘူတန်နိုင်ငံရဲ့အမြင့်ဆုံးတောင်ကတော့ဂန်ဂန်ပေါ်ဆမ်ဖြစ်ပြီးတော့အမြင့်ပေ9590မီတာရှိပါတယ်စိတ်ဝင်စားဖို့ကောင်းတာကတော့ဒီတဟွာကမ္ဘာပေါ်မှာလူတက်ရောက်ခြင်းမရှိသေးတဲ့အမြင့်ဆုံးတောင်ဖြစ်သတ်မှတ်ခံထားရတာပါဘူတန်နိုင်ငံရဲ့87ရာခိုင်နှုန်းကိုတက်တော်တွေနဲ့ဖိုးလားထားပြီးတော့ဇီဝမျိုးစုံမျိုးကွဲတွေပေါ်ကျွယ်လာပါတယ်ဒီတက်တော်တွေထဲမှာကြက်တက် ်တေချားတဲ့မင်းချားတဲ့အနေရောင်ပါတာနဲ့ဘူတန်နိုင်ငံရဲ့အမျိုးသားတရိษံဖြစ်တဲ့တာကင်အပါဝင်စာပါတရိษံတွေငွေမျိုးစိတ်ပေါင်း600ကျော်နဲ့အပင်မျိုးစိတ်ပေါင်း9400ကျော်တို့စည်ရန်နေထိုင်ကျစားကြပါတယ်ဘူတန်ဟာကမ္ဘာမှာကမ္ဘောထုတ်လုပ်မှုအနောက်လက္ခဏာပြတဲ့တခုတည်းသောနိုင်ငံဖြစ်ပြီးတော့ကမ္ဘာပေါ်မှာလေတူးညံ့ညမ်းမှုအနည်းဆုံးနိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်ရီယန်နီယက်စ်စိုက်ပျိုးရေးနဲ့ခီးတန်းလုံငန်းတီလူကဏ္ဍတွေကနေပြီးတော့1980ပြည်နှစ်တွေကစပြီးတော့ပြည်မြန်နေစ GDP တိုးတက်မှု9.5%ခန့်ကိုထိသိမ်းထားနိုင်ခဲ့ပါတယ် ဘူတန်နိုင်ငံရဲ့ထူးခြားတဲ့ယဉ်ကျေးမှုတွေကလည်းလူသိများထင်ရှားလာပါတယ်ဘုရားဘာသာဟာဘူတန်လူမျိုးတွေရဲ့နေစစ်ဘဝနဲ့ယဉ်ကျေးမှုမှာအလောအရေးပါတဲ့အခန်းကဏ္ဍမှာရှိနေပါပဲဇုံခါဘာသာစကားဟာတရားဝင်ရုပ်သုံးဘာသာစကားဖြစ်ပြီးတော့အင်္ဂလိပ်ဘာသာစကားကိုလည်းကျက်ပြတ်စွာလုပ်ပြကြပါတယ်ဘူတန်လူမျိုးတွေဟာရွရဝတ်စားတကူတာဆွဲမြဲစွာဝတ်စင်လေးစီကြပြီးတော့အမျိုးသားတွေအတွက်ဂိုနဲ့မျိုးသမီးတွေတဲ့ခီယာလို့ခေါ်တဲ့ရွရဝတ်စကူယနေ့တိုင်ဂိုယူစွာဝတ်စင်နေကြဆဲဖြစ်ပါတယ်နိုင်ငံအနှံ့မှာစကတိယာစုဝေါ်ချစ်ကတိဆောက်ခဲ့တဲ့ဇောင်လူခေါ်တဲ့ခံတပ်တွေနဲ့ ဘုရုံကြီးအကြောင်းတွေကိုတွေးမြင်နိုင်ပြီးတော့ဘူတန်နိုင်ငံရဲ့ပိဋကလေးရအမွေနှစ်တွေဖြစ်တည်ရှိနေပါတယ်ဘူတန်မှာ Ryan Bhutan Army RBA လို့ခေါ်တဲ့တော်ဝင်ဘူတန်စစ်တပ်ရှိပြီးတော့အင်အားစစ်ထောက်ခံရှိပါတယ်စစ်မှုထမ်းချင်းကိုစစ်တပ်ဝတ်ထမ်းအခြေခံဖြစ်ဆောင်ရွက်ပြီးတော့တက်ဆက်စစ်နေကနေစတဲ့တာဝန်ထမ်းဆောင်နိုင်ကြပါတယ် RBA ရဲ့အဓိကတာဝန်ကတော့နိုင်ငံရဲ့နယ်မြေတည်တပ်ခန့်မြဲမှုကိုကာကွယ်ဖို့နဲ့ပြည်တွင်းလုံခြုံရေးကိုထိသိမ်းဖို့အတွက်ဖြစ်ပါတယ်ဖို့ပြမှုအနေဆုံးနိုင်ငံတွင်များစီးကရုပ်ထွက်သွားနိုင်ခဲ့တဲ့ဘူတန်နိုင်ငံဟာတစ်ဖက်မှာတော့စိတ်ခုမှုတွေကိုရင်ဆိုင်ရဖို့ရှိနေပါတယ် ဂျိုးဆင်းအနေနဲ့အဲဒီစီနိုင်ငံရရရှိတဲ့ကိုယ်သွယ်ရေးဦးစားပေးမှုအဒိုးနှုတ်သက်တာနဲ့ချင်းဝေရရှိမှုနဲ့နိုင်ငံတကာပတ်ပုံးမှုအစီအမံတွေကိုရည်ရွယ်နေတော့မှာမဟုတ်ပါဘူး။ဘူတန်နိုင်ငံရဲ့စီးပွားရေးဟာလည်းရီအာလျက်ဆင်းနဲ့အဲဒီယာကိုယ်သွယ်မှုအပေါ်မှာများစွာမီကိုနေရတော့ကြောင့်ပြပဖီအားတွေကိုလည်းထိခိုက်လွယ်စေပါတယ်။ကိုဗစ်နဲ့ဒီကံရောဂါဟာဘူတန်နိုင်ငံရဲ့အထက်အဝန်တွေအရင်းမြစ်ဖြစ်တဲ့ခီးသွားလုပ်ငန်းကန်တာကိုဆိုးရွားစွာထိခိုက်စေခဲ့ပါတယ်။ဆယ်စုနှစ်အနည်းငယ်အတွင်းမှာဘူတန်နိုင်ငံအနေနဲ့အခုလိုတိုးတက်လာရခြင်းရဲ့အဓိကအခြေတည်ထဲမှာဥဆောင်သူတွေရဲ့ထိမြင့်မှုနဲ့ အချစ်ပြချက်ဆမ်းမှုနေပါချင်းတွေကတေဆောကနေပါဝင်နေတာပဲဖြစ်ပါတယ်နိုင်ငံတကာနိုင်ငံရဲ့ဥဆောင်သူတွေဟာထင်မြင်နေရင်ကရဘောင်းစုံမှအချစ်ပြချက်ဆမ်းမှုနေပါနေရင်ဒီနိုင်ငံဟာဆယ်စုနှစ်အနည်းငယ်အတွင်းမှာတိုးတက်လာနိုင်တယ်ဆိုတာကိုဘူတန်နိုင်ငံကတည်တည်ပြတ်သွားတာလည်းဖြစ်ပါတယ်နိုင်ငံသားတွေရဲ့ပြိုဆင်းမှုအညောကိဆိုတဲ့ယူဆတတိယကိုမစ်စစ်ပေးခဲ့တဲ့ဘူတန်နိုင်ငံဟာချန်ပီယံမျိုးတော်ဆိုတဲ့မြို့သိစီမံကိန်းတရက်ကိုအကောင့်ထပ်ပေါ်မှာဖြစ်ပြီးတော့အဲ့ဒီချန်ပီယံမျိုးတော်ရဲ့နာမည်ကိုတော့ဂီရီဖူးလို့နာမည်ပေးထားပါတယ် အဲ့ဒီဂူလီပူချမ်းမြမျိုးတော်ဟာတရားစီရင်ဥပဒေတွေကျက်သုံးမဲ့အထူးအုပ်ချုပ်ခွင့်ရဒေသမှာတည်ဆီမှာဖြစ်ပြီးတော့အာဆတောင်ပိုင်းနဲ့စစ်တောင်အာဆကိုဆက်သွက်ထားတဲ့စီးပွားရေးစစ်ကြံဖြစ်လာစေဖို့ရည်ရွယ်ဖော်ဆောင်တာလို့တောင်ဝစစ်သူတွေကဆိုကြပါတယ်။တရားထိုင်ဖို့စိတ်သက်သာသက်သာစီစဉ်ဖို့စိန်လန်းချင်းချတဲ့နေရာဖြစ်စေဖို့ကာဗွန်ထုတ်လွှတ်မှုကိုဆော့ချနိုင်ဖို့စိတ်ချမ်းမြေ့ရေးဦးစားပေးတဲ့ပညာရေးဖော်ဆောင်ဖို့ခေတ်ခီးသွန်းလုပ်ငန်းဖော်ဆောင်ဖို့နဲ့လမ်းဆောင်ခြင်းစစ်ဘေးစစ်ချင်းတွေကိုသာဦးစားပေးသွားမှာပါ။ အဒီယန်နယ်စပ်နဲ့တိဆက်နေတဲ့စတူရန်ကီလိုမီတာ2500ကျော်အကျယ်ဝန်းရှိတဲ့မြေနေရာမှာချန်ပီယံမြို့တော်ကိုတိဆောက်မှာဖြစ်ပါတယ်။အာဆာအေအဂျီအဒီယန်နဲ့တရုတ်နိုင်ငံဂျမ်းမာတိဆီပြီးတော့လူဦးရေဆက်သိမ်းမပြည့်တဲ့ဘူတန်နိုင်ငံဟာပြပအထောက်ပံ့ရန်ရည်ဆင်းတဲ့ခီးသွားလုပ်ငန်းတွေကိုတိကတအားထားနေရပြီးတော့စီပိုင်းလေပတ်မှုကအမေရိကန်ဒေါ်လာ3ဘီလီယံဝန်းကျင်ပဲရှိတာပါ။ဒါကြောင့်ယင်းနီမြို့နယ်မှာအလောက်ကအခွက်လန်းနဲ့လူဆန်အားအရင်းမြစ်တွေတိုးတက်လာဖို့ရည်ရွယ်ပြီးတော့အဲ့ဒီချန်ပီယံမြို့တော်စီမံကိန်းကိုခေါ်ဆောင်မှာလို့ဆိုပါတယ်။ နေကောက်ချုပ်အနေနဲ့ဘူတာနိုင်ငံဟာသူ့ရဲ့တဘာဝအလပတရားတွေနဲ့ထူးခြားတဲ့ရည်ကြီးမှုအမွေနဲ့တည်းပြည်သူပြည်သားတွေရဲ့ပျော်စင်မှုကိုဆေးဆူးတဲ့ဖော်ပြတုတရေးမူဝါဒတွေကြောင့်ကမ္ဘာပေါ်မှာထူးခြားတဲ့နိုင်ငံတကာနိုင်ငံအဖြစ်ရည်တည်လေးစီနီပါတဲ့ဆိုတော့ကိုပြောရင်ဗီဒီယိုလေးကိုဒီမြန်နဲ့ရန်နာဖူးပြပါပြည်သားတို့ဘူတာရဲ့စီမဲ့နောက်ထပ်ဗီဒီယိုတွေကိုဖန်တီးနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like follow subscribe လုပ်သွားပေးကြပါအောင်လို့တောင်းဆိုလိုက်ရပါမယ်အဆုတ်ထိလိုက်ပါကြည့်စုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ